Myron Audiobook မှာနောက်ဆက်သူပရိသတ်များအားလုံးကို နေကောင်းချမ်းသာကြမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။အဆက်သေးမှာပဲအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရရှင်။ဒီနေ့မှာတော့နောက်ဆက်သူအားလုံးအတွက် အောက်ကမြင်ဆိုတဲ့ထူးထူးခြားခြားဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးလိုပါတယ်။အောက်ကမြင်အမေအမေပြောလို့ရှိသည့်စကားတစ်ခွန်း မွေခဲ့သမျှတာသမီးထဲမှာ အနာကျင်ရဆုံးသားအရွယ်မတိုင်မီကပင်ပါလာသောပန်းနာရင်ကျက်ယောဂသည် သူ့ကိုအချိန်အတန်ကြာအောင်ဒုက္ခရောက်စေသည်အရေးပြည့်စေသည်ဒီပေကံမရှိသည့်အခါမျိုးဆိုလျင်ယောဂတဲတတ်သည်အမေပြောလိရှိသောစကားများဖြစ်သည်သာသမီအလုံးအသက်အရွယ်ရလာသည့်တိုင်စိတ်မချစိတ်ချသူမှာစာရေးသူကိုသာ ตาเยตอกเยกะอสาอันเดเยอคักอเคปิตนาปอปอกลาลียินเปนจิตရှင်နိုင်စွမ်းရှိသည်ဟုအမိတိထားသည်တမသားကဂမ်ဘီယာစက်ချေကလက္ခဏာနှစ်ခုတောင်ပါလာတာသေဘေးနဲ့တွေ့အောင်တော့ကိမဲ့သူကအလိုလိုပေါ်တက်တယ်အမိပါကိုစုံခဲ့၍လည်းမသိตาเยသူလည်းတခါမှမမေးခဲ့ဘူးပါအခုတော့လေမေးစိတ်မရတော့ပါအမေကလောကကြီးကနေအပီးတိုင်းထွက်သွားပြီလေ။ အမေသည်သာသမီများ၏အတိတ်အနာဂတ်ပစ္စုပန်အရေးအကဲကိုသိရှိသူဖြစ်သည်။စာရေးသူသည်စွန့်စားခြင်းကိုအင်မတန်နှစ်ချိုက်သူဖြစ်သည်။မာနကြီးသည်တပါးသူစီကအခမဲ့ဘတ်ခူးမြယူခြင်းစိတ်မရှိတန်ရာပြန်ပေးလေရှိသည်တကိုယ်တော်လူโซကြီးများကိုစိတ်ဝင်စားသည်သချင်းကြိုက်သည်တစ်ဖက်လူဤအရေးအကဲကို အလိုလိုသိနိုင်သောအထုံပါရမီပါသည်အယူဆွန့်ပစ်ခံလူသားများကိုစိတ်ဝင်စားသည်အခိုးငတက်ပြားကို အားကျသည်ကူညီခြင်းစိတ်ရှိသည်ထိုကြောင့်လည်းမကြာခဏခရီးသွားလေရှိသည်ထေသောတပ်ဘဝတွင်စိတ်ကျမ်းမာရေးဆေးရုံစဉ်ကိုကျော်မင်းဆိုသူကိုဆရာတင်သည်သူသည် စိတ်ဒဇဝတ္ထုများကိုဖတ်ရှုရင်းယူသွားခြင်းဖြစ်သည်ဇာယေသူသည် ူရွေးပောင်းသည်ဆေးလေးစိုက်သူထွန်းရွှေကိုပောင်းသည်သူ့လိုမျိုးဆေးလေးမတောက်တံမိမရှုပ်သောမိုးကြော်ကိုနဲ့ပောင်းသည်တို့ရတွင်ရီစာမထားကရာတေတိုင်းဆရာသည်နဲ့ပောင်းတော်လဲတိုင်းမကစားတေလော်ရွတ်တိုင်လူပြိုဆောင်ကိုမကြမကြသွားလေတတ်သည်တို့ရတွင်မူလေကောင်းကောင်းမလော်တံအလွာဆုံးနဲ့ပောင်းတင်ဆက်ဆံတတ်တော်လဲသူတို့ကိုထူး၍အားကြသည်မရှိ တရက်ကွက်လုံးတွင်ဂီတာတစ်လုံးစနှလုံးစသာရှိသော ခစ်တွင် ကြီးပြင်းသူဖြစ်၍ဂီတာဆရာဆိုလျင်အထင်ကြီးသည်အနောယထာလန်36လမ်းထိပ်ကတိုင်နှလုံးဂီတာအယောင်းဆိုင်တွင်ဂီတာများကိုအယတာခံကြည့်ရှုဘူးသည်တခါမျှတော့မဝယ်ဘူးပါ1992တွင်ကျောင်းသားလိုက်သည်ရန်ကုန်အောက်ပိုင်းမြောင်းမြတွင်အစိုးရစစ်ကိုပြန်ဖြစ်မည်ဟုရည်ရွယ်တော်လဲ အစီအစဉ်လွဲရသည် စူပါ90မော်တော်ဆိုင်ကယ်ကို အလွန်အမင်းစီးချင်လာခြင်းကြောင့်ဖြစ်သည်ကြည့်ပါ အမေလူတိုင်းကတောင်းနေကြတာပဲဟဲ့ဒီလိုရေချားမြေချားတော့ငါသားကိုမတွားစေချင်ဘူးအမေရဲ့အမေပဲပြောနေတာငါသားမှာဂမ်ဘီယာတက်ချေကပါတယ်ဆိုစိတ်ချရတယ်ဆိုအမေတစ်ချက်ငိုင်းသွားသည်ဒီမှလက်တီးကိုဖြေကာဒီဘူးမှုတ်ထုတ်ရင်း ချေချေနလန်းလှမ်းလိုက်ပြီးပြက်လိုက်ပြန်သည်ပြီးကမှစာရေးသူပဲလက်ကြည့်ပြီးအေးပါငါကကြားပေမဲ့လဲလှုပ်ချင်တာကိုရအောင်လှုပ်အောင်ပါဆိုတော့မတားတော့သိချလိုက်မယ်မလွမ်းဘူးတကယ်ပြောတာမိဘကသားသမီးတွေကိုလွမ်းရင်သူတို့လည်းအဝေးမှာစိတ်ထင်လေရှိတယ်ပြောတယ်ဒါကြောင့်သားအနေနဲ့အေးအေးဆေးဆေးသာသွားပါထိုင်းနိုင်ငံတို့ တရားမဝင် အရက်အခေါ်အောက်လမ်းမှခိုးဝင်ရသည်ခยีတန်းသည် သုံးလေးရက်သာသည်လမ်းလျှောက်ချင်းလှေစီးချင်းတက်ညက်စွာကားစီးရချင်းများကြောင့်စိတ်ပန်းလူပန်းရသည်ဖိုင်းတို့ရောက်တည်နေတပြိုင်နက်အလုရှိရာတို့ချက်ချင်းပို့ဆောင်ခြင်းကို ခံရသည် မောင်ခိုးငါးဖန်းလေတွင်လှုပ်သာလှုပ်ရန်ဖြစ်သည် သို့တော့အလုတွင်ပေးသူဤရောင်းစားခြင်းဖြင့်လာစားမရာ ွက်ထားသောအင်ကြီးလည်းပြဲရွယ်ရေတက်မရှိသောနှခမ်းမှလည်း၆ကန်းဖားငံရည်ကြောင့်ဂျင်းပေါင်းပီသည်လည်းနှွမ်းရည်လျက်တကိုယ်လုံးလည်းမဲနက်၍သပင်မှလည်းနှီးကြောင်ကြားညစီစီငါပိုက်ကွန်ကြားတွင်ရေဝဲဆွဲသောလက်ဖြင့်နှက်မမှန်အလုံးမှလည်းကမ်းမမြင်လမ်းမမြင်ဘဝကတော့သေပြီးထင်ပါရဲ့ရေဝဲဆွဲလို့လက္ခဏာလည်းပြက်ပြီးထင်တာပဲ။ ံဘီယလက္ခဏာအစွမ်းမပြလို့လားမသိ။ခေါင်းဆောင်ဝဏနဲ့လည်းခဏခဏညိ။ကိုကပဲအဆဲခံရအယိုက်ခံရ။ဘယ်ဘွားကလူတွေနဲ့လာဆုံနေရတာလဲ။နာကြီးချက်များစွာဖြင့်ဘွားပင်လယ်လှိုင်းပုတ်ချိန်တွင်ဒီမာသောတက်ရောက်မှုဖြစ်သောကြောင့်မိမိဘွားကိုပင်ပြန်လည်မထူထောင်ခြင်းတော့မရှင်းတန်ခြင်းတော့တို့ရတွင်တရားမျှတမှုမရှိသောလောကတွင် နာကျင်စရာက အမြဲတမ်းဖိနစ်အုပ်ချုပ်နိုင်မှာမဟုတ်ကြောင်းကိုတော့သာရေးသူကောင်းကောင်းကြီးသိသည်။ဟိုအတိမှာနာကျင်ခြင်းမှ ရှင်သန်ခြင်းအတိဖြစ်သည်။ပင်လယ်တွင် မတ်တိုင်မရှိ။လက်ဆိုင်သောပင်လယ်ပြင်တွင်စာငတ်ကိုမြင်တွေ့ရမည်မဟုတ်။မျောလင်းချက်မဲ့မိုးကုတ်ဆက်ဝိုင်းတွင် တိုင်တဲစရာလှမင်းသာရှိသည်။ဘဝတစ်ခုလုံးနှင့်သက်ဆိုင်သောယုံကြည်ချက်နှင့်တိုင်တဲခြင်းသည် ထက်လက်ရှင်တန်ရမယ့်ခွန်အားကိုဖြစ်ထွန်းစေသည်ကိုခန္ဓာတွင် အားနည်းဟန်ရှိတော်လဲစိတ်နှလုံးတွင်မီးတောက်ပမာကျွမ်းလောင်လျက်ရှိသည် အမိကိုတိုင်တဲခြင်းမဟုတ်လက္ခဏာတကိုးဆောက်လည်းမဟုတ်လောကဤအရှင်သခင်ကိုသာရည်စူးတိုင်တဲခြင်းဖြစ်သည်သာရေးသူရလိုက်ခြင်းသည်ဆိုင်ကယ်မဟုတ်နာကျင်ချိန်တွင်ထက်လက် ရှင်တန်ရန်တိုင်တဲရမည်ရည်စူးချက်ဖြစ်သည် ဖျားပေးထားသောလွတ်မြောက်ရာလမ်းဖြစ်သည်ကဲသူမဲ့နေချိန်တွင်ဤသူကိုအကူအညီတောင်းခံရပါမည်နီကဲရာမဲ့သောပင်လယ်တွင် မျောပါနေသောငါးဖန်းလှေထိုးသားဘဝမှကန်းဆက်တို့ပြန်လဲဆွဲတင်ပေးသော အရှင်သခင်ကြောက်သာရှင်တန်ရည်တည်နိုင်ခြင်းဖြစ်သည်ယုံကြည်ခြင်းဖြင့်တိုင်တဲရည်စူးရာတွင်ဖျားသခင်မှတပါးနာကျင်ခြင်းများစွာတွင်မှ ရှင်သန်ချင်းတို့မပိုးဆောင်နိုင်ပါဒီဆောင်ပါလေးကိုတော့ကလောင်ရှင်စောကိုကိုမှနားဆင်သူပြိတ္တများအလုံးအတွက်ခွန်အားရရှိနိုင်ရန်ဤသားထားခြင်းဖြစ်ပါတယ်